ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤလူကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြက်မြဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာဖျက်မြွာချန်းခန်းကြီး28ကိုလေ့လာမှာဖြစ်ပါတယ်။ဒီအခန်းကြီးတဲမှာမောရှိရဲ့အကိုအာယုံနဲ့ အာယုံရဲ့သားတွေဟာယေပရောဟိတ်မင်းမျိုးအဖြစ်တာဝန်ထမ်းဆောင်ဖို့ဘုရားသခင်သတ်မှတ်မယ်ပြီးတော့ဒီယေပရောဟိတ်ရဲ့အဖို့အစင်းတစားရဲ့အကြောင်းကိုလည်းစိတ်ပါဝင်စားဖွယ်ရတွေ့ရပါလိမ့်မယ်အာယုံနှင့်သားများအားယေပရောဟိတ်နှင့်အရာ၌ခံထားခြင်းဆိုပြီးကောင်းစဉ်တက်ပြီးဟောရမယ်ဆိုရင်ကျွန်တော်တို့တဲတော်ရဲ့အကြောင်းကိုပထမပိုင်းမှာတွေးတောခဲ့ကြပြီးပြီတဲတော်ဆိုတဲ့တန်ရှင်းရာဌာနတော့ ထာဝရဘုရားကိန်းဝတ်ရာအရက်အဲ့ဒီဘုရားသခင်စီရင်တော်မူရာဌာနနဲ့ပတ်သက်တဲ့အစင်းတရံအဆောင်အယောင်အဖွဲအစည်းအားလုံးတို့မှာကယ်တင်ရှင် သခင် ခရစ်တော်ကိုဖြစ်စေကယ်တင်ရှင်ရဲ့မြင့်မြတ်သောဘဝအငမ်းအတာကို ဖြစ်စေတနည်းမဟုတ်တနည်းပေါ်လွှဲနေတာကို ကျွန်တော်တို့တွေ့ခဲ့ရပြီးဖြစ်ပါတယ်အခုအချိန်မှာတော့ဒီသန့်ရှင်းရာဌာနတော်ကိုဘယ်လူတွေကနေပြီးတော့တာဝန်ယူထိမ့်သိမ်းစောင့်ရှောက်ရမလဲလေဝိအမျိုးသားဖြစ်တဲ့ အာယုံနဲ့သားများကစောင့်ရှောက်ရမယ်။ဘယ်လိုစောင့်ရှောက်ရမလဲ။ယစ်ပရောဟိတ်တာဝန်တွေနဲ့စောင့်ရှောက်ရပါလိမ့်မယ်။အာယုံဟာယစ်ပရောဟိတ်တယောက်ဖြစ်သွားရပါတော့မယ်။ခမောက်ရကျမ်းအခန်းကြီး28အငယ်1သင်၏အကိုအာယုံသည်ငါရှိမှယစ်ပရောဟိတ်အမှုကိုဆောင်ရမည်အကြောင်းသူနှင့်သူသူ၏သားသည်ဟုသောနာဒတ်အဘိဟုအေလာဇာဤသမားတို့ကို ဣဒရေလအမျိုးသားတို့အထက်ကရွေးချယ်၍သင်အောက်၌ခံထားလော့သင်၏အကိုအာယုံ၌ဘုံအစရိထင်ပေါ်စေခြင်းဟာတန်ရှင်းသောအဝတ်ကိုလုပ်၍ပေးရမည်။အာယုံဟာယေပရောဟိတ်အဖြစ်ခံထားရပြီဆိုတော့ယေပရောဟိတ်ရဲ့ဘုံအစရိနဲ့တော်လျော်တဲ့အဝတ်ကိုဝတ်ဆင်ဝတ်ဆင်ရမယ်ပေါ့။အဲ့ဒီလိုဘုံအစရိရှိတဲ့အဝတ်ဟာခရစ်တော်ကိုပြန်လည်ဖော်ကျူးလာပြန်ပါပြီ။ဒါတော့ ထွံ့မြောက်ရာကျန်းဟာယုတ်ရက်သွာပြီးတော့ကြည့်နေစေရင်ကပ္ပဦးကျန်းလိုအထုပ်ပတ်တိနဲ့ဘဝဇလန်းဒီအများကြီးအပြာပါဝင်ပြီးတော့ကပ္ပဦးကျန်းကိုလစ်လာရသလောက်တဲရရင်ပေါ်တော့မရှိကြဘူးဘာဖြစ်မလဲဘာဖြစ်မလဲဆိုပြီးတော့အရသာခံနားထောင်ရတဲ့ရသပီပြင်းနဲ့ဇလန်းမျိုးတော့မဆုနိုင်ဘူးဒါပေမဲ့အဲ့ဒီလိုလေးလံထိုင်းမိုင်းနဲ့ကြားထဲမှာပဲကယ်တင်ရှင်သခင်ခရစ်တော်ရဲ့အရေးဟာအမြဲလိုလိုလိုက်နေတဲ့ကျမ်းတစ်စုပဲလို့ ဒီထွက်မြောက်ရာကျမ်းကိုကျွန်တော်သတ်မှတ်လိုပါတယ်။အခုပြည့်ညတ်တော်နဲ့ဥပရေတွေကိုအင်မတန်လိုချင်တဲ့ဣတရီလားတဖွေမတိန်ဥပရေတွေကိုပေးပါစောင့်ရှောက်ပါမယ်ဆိုပြီးတော့ရဲရဲကြီးခေါင်းထိန်ခဲ့တဲ့ဣတရီလားသူတို့ကိုဖျားသခင်ဟာကဲတော်ရဲကဲတော်ဝင်ကဲတော်ဝင်တဲ့ကအဆောင်အယောင်တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးညွှန်ကြားချက်တွေထုတ်ပြန်နေတာအကြောင်းရှိပြီးဆိုတာကိုကျွန်တော်တို့တွက်ဆနိုင်ကြပါလိမ့်မယ်။ခရင်းငယ်တွေအတွက်စာအုပ်တွေဟာ ဇက်လန်းကိုရုပ်ပုံလေးနဲ့ဖော်ပြရတဲ့အမျိုးအစားအတိုင်းပဲဘုရားသခင်ဟာလူသားတွေအတွက်ရုပ်ပြပုံပြင်စာအုပ်ကြီးနဲ့သူသိစေခြင်းနဲ့သစ္စာတရားကိုဖော်ပြသလိုအခုထွတ်မြောက်ရာကျမ်းကိုအသုံးပြနေတယ်ဆိုတာကိုကျွန်တော်တို့လက်ခံထားကြရပါလိမ့်မယ်။ဒါတော့ကျွန်တော်တို့ရဲ့သိပ္ပံခေအမြင်မှာဝိယုံကြီးတွေဝတ်ပြီးတော့လှတာခန့်တာကလွယ်ပြီးတော့ဒီဝိယုံတွေမှာငက်ဆိုင်တဲ့အတိတ်တွေရှိကြတယ်လား။အတိတ်တွေရှိပါတယ်။ဒါပေမဲ့ ရှေးခေတ်တုန်းကလောက်နည်း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 စဉ်းစားရတဲ့ခေတ်မဟုတ်တော့အချိန်ကမှဘာရှိသလဲဆိုတာကိုပြန်ပြီးတွေးယူကြရပါလိမ့်မယ်ဟေဒီယဘာသာစကားအရာဟိုလီဘုမဟုတ်တန်ရှင်းစင်ကြယ်ခြင်းဆိုတာဟာသီးသန့်ဖြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အခုအာယုံဝတ်ရမယ့်အဝတ်ဟာသီးသန့်အမှုတော်မြတ်ကိုဆောင်ရွက်သူယေပရောဟိတ်တာဝန်ကို ယူထားသူအတွက်သီးသန့်ပေါ့အဲ့ဒီလိုဘုရားသခင်အတွက်သီးသန့်ဆိုတာဟာအထူးသဖြင့် တန့်ရှင်းတယ်လို့ကျွန်တော်တို့ကခံယူရမယ်။ဥပမာပေးရမယ်ဆိုရင်မိစွေတို့ကျွန်တော်တို့အိတ်ထဲကငွေတရားဟာဖျားသခင်အတွက်လူမဲ့ငွေအဖြစ်ထည့်လာတယ်လို့ဆိုပါစို့။ကိုကဒီငွေကိုဆိုင်တဆိုင်ကအန်းလိုက်လို့ရလာတာ။အဲ့ဒီဆိုင်ကလည်းဒီငွေကိုဒီဆိုင်မှာပစ္စည်းလာဝယ်တဲ့တခြားလူတယောက်စီကရထားတာဖြစ်ရမှာပေါ့။အဲ့ဒီလူဟာဒီငွေကိုဘယ်ရရတယ်လဲ။ကပိုက်လိုက်လာတာဖြစ်ချင်းဖြစ်နိုင်တယ်။ကပိုက်လိုက်ခံရတဲ့လူကလည်းမူးယစ်စေဝါကုံကယ် ငွေရဲ့ဈေးဝါရောင်းစားပြီးတော့ရလာတဲ့ငွေဖြစ်ခြင်းဖြစ်လေ။ဒါကဘယ်သူမှမပြောနိုင်တဲ့ကိစ္စ။ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီငွေတရားကိုကျွန်တော်တို့ဟာဒီကနေ့ဘုရားသခင်အတွက်လှူမယ်ဆိုပြီးတော့အတိတ်ထံနဲ့တီးသန့်ထားလိုက်ရင်ဒီငွေဟာအလိုလျောက်ကန့်ရှင်းသွားမှာပေါ့။သူ့အတူဘယ်သံတရားတွေကပဲပေါ်ထွက်လာလာကျွန်တော်တို့အလှူငွေဟာဘုရားသခင်အတွက်ရည်မှန်းလိုက်ပြီ။ကျွန်တော်ရဲ့တခြားကရရှိခံစားရထားတဲ့ပစ္စည်းဥစ္စာယရနာဘာမဆိုဘုရားသခင်အတွက်အဲ့ဒီလိုစိတ်ကပြတ်ထန်းလိုက်ပြီဆိုရင် ိုနဲ့မဆိုင်တော့ဘူး။ပန်ရှင်းသောရည်ရွယ်ချက်နဲ့ပန်ရှင်းခြင်းအဖြစ်ကိုအလိုအလျောက်ရောက်ရှိသွားရတယ်။အခုအသင်းတော်တွေအသီးသီးမှဓမ္မအမှုတော်ဆောင်တွေဆရာသမားတွေဟာအမှုတော်ဆောင်ဝိယုံတွေကိုဝတ်ဆင်လာကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။တချို့ဂိုင်းကနာတွေမှာအဲ့ဒီအသင်းကစားနဲ့ပဲမြို့ထဲပြတဲ့ဈေးထဲသွားရင်လည်းဝတ်ကြပြီးတော့တချို့ကျတော့လေအသင်းတော်ဓမ္မမုံရင်အခမ်းအနားတွေကြမှာဝတ်ဆင်တာတွေတွေ့ရပါတယ်။အမျိုးမျိုးပေါ့အခုခေတ်ပြိသက်တချို့ကလည်းဆရာသမားတွေနဲ့ ရင်းနှီးတဲ့အတွက်ကြောင့်ဒီလိုအဖို့အစားနဲ့ဝတ်ပြီးဆိုရင် နောက်ကျပြောင်းရတာတွေကိုလည်းကြားရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဖျားသခင်အတွက်သီးသန့်ထားလိုက်တဲ့ဝတ်ယုံဟာပန့်ရှင်းခြင်းရှိတယ်ဆိုတာကိုတော့ဘယ်သူမှမငြင်းနိုင်ဘူးဒီတော့ဒီဝတ်တွေဟာဖျားသခင်ဘုံအစရိကိုခေါ်ပြတယ်လှပခန့်ထဲတယ်ကျွန်တော်ဒါကြောင့်နှစ်သက်ပါတယ်ဖျားသခင်ရဲ့အမှုတော်ဆောင်ရာအလုတ်ခွင်မှာ ဖြစ်ကြတဲ့ဆံဗယံပရာမလှမပဝတ်စားစင်တာကိုကျွန်တော်မကြိုက်ပါဘူးစာရမဏေရဲ့ မကောင်းမှုအတော်များများဟာအဲ့ဒီအစင်းတန်လှပမှုတွေကိုအဆုံးချပြီးတော့ပိုင်စိုးပိုင်ရင်းလောက်တာတွေများလို့နေတယ်လို့ကျွန်တော်ကတွေးမိခန်းစားမိထားတဲ့လူဖြစ်နေတော့ဘုရားသခင်ဟာအလှအပတို့ကို ပိုင်သဖန်ဆင်းတော်မူသောအရှင်ဖြစ်တယ်။ဘုရားသခင်အတွက်ဆိုရင်ဒီအလှအပအမွန်းအမှန်တွေဟာအထူးသဖြင့်ပေးဆက်ဖို့ပို့ပြီးတော့တောင်ထိုက်တန်တယ်လို့ကျွန်တော်ယုံကြည်လာပါတယ်။ဘုရားသခင်ဟာဒီအလှအပကိုဘလောက်တန်ဖိုးထားတယ်မထားဘူးဆိုတာကိုညံ့မြမစင်စားနဲ့ လာမင်းကြီးပါတဲ့အချိန်မိုးကောင်းငင်ကိုငင်းမြော်ကြည့်ပါပင်လယ်ကမ်းခြေမှာ fly လုံးကြီးတွေထနေတာကိုမြင်အောင်ပြီးတော့ကြည့်ပါကျက်သွေးရောင်နေဝန်းကြီးရဲ့အနောက်ကျွန်းမှာမေးတင်းနေတဲ့အချိန်ကိုလှမ်းမြော်ပြီးတော့ကြည့်ကြပါရွက်ဝါလေးတွေမြေမှာကျပြီးတော့ရှက်တိုက်ပြေးလွှားသွားကြတာကိုလေ့လာပြီးတော့ကြည့်ပါဘလောက်ဘုရားသခင်ဟာအလှအပကိုကြိုက်တယ်လေဒါကြောင့်မလို့ပြည်တော်စုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်내အသီးသီးကတောင်တန်းကြီးတွေပေါ်ကမိတ်ဆွေတို့ရေ နှင်းသောက်တဲ့မင်းက်စည်းစာမှာပန်းမျိုးစုံ ခုကွင်းနေတဲ့ဝန်းကျင်တောတောင်တွေထဲမှာလူလာဆန်းခတ်ပြန်ဖန်းနေတဲ့အယောင်မျိုးစုံရှိတဲ့မျက်ကလေးတွေကိုကြည့်ပြီးပြားသခင်ရဲ့ဘုံတော်ကိုပုံမိုးပြီးချီးမွမ်းကြပါလို့ကျွန်တော်တင်ပြလိုက်ပါရစေ။ခွမြောက်ရချမ်းအခန်းကြီး28အငယ်3မှ5အာယုံသည်ငါရှိမှယစ်ပရောဟိတ်အမှုကိုဆောင်ရွက်ရသောအခွင့်ရှိ၍သူကိုဖန်ရှင်းစေခြင်းကငါပေးသောဉာဏ်ကိုရသောပညာရှိအပေါင်းတို့သည် ထိုအဝတ်ကိုလောက်ရမည်အကြောင်းမှားထားရမည်လောက်ရသောအဝတ်ဟူမူကားယင်ပုံတင်တိုင်းဝတ်လုံးချဲလေသောအင်ဂျီဘောင်းကာဗန်ဒီဟူသော သိအကိုအာယုံနှင့် သူ၏သားတို့သည်ငါရှိမှယစ်ပရောဟိတ်အမှုကိုဆောင်ရွက်ရမည်အကြောင်းတန်ရှင်းသောအဝတ်ကိုလုတ်ချင်းငါရွှေနှင့်ပြသောအထယ်မောင်းသောအထယ်နီသောအထယ်ပိတ်ချောတို့ကိုယူရမည်အခုဖတ်လိုက်တဲ့အချက်တည်းထဲမှာမပါပေမဲ့အဝတ် 6စုံချုပ်ရမယ်ဆိုတာကိုကျွန်တော်တို့သိထားနေပါတယ်။ဒါတွေဟာယစ်ပရောဟိတ်အကြီးအကဲအာယုံအတွက်ဖြစ်တယ်။သူကနေပြီးတော့နောင်ပရောဖက်အဆက်ဆက်အတွက်လည်းလက်ဆင့်ကမ်းပွားရမယ်ဝတ်စုံတွေလည်းဖြစ်ပါတယ်။ပြီးတော့အင်မတန်တန်ဖိုးရှိမယ်အဝတ်အစားတွေပဲဆိုတာကိုကျွန်တော်တို့ဒီပေါ်ပြချက်တည်းအရာကောက်ချက်ဆွဲလို့ရပါတယ်။ဒီနေရာမှာဇီးရိတ်စကားကိစ္စတွေခေါင်းနေပေါ်လာတဲ့အခါကျတော့ဒေါက်တာဂျေဗန်နက်ဂီရဲ့တန်ဖိုးရှိတဲ့အယူအဆတစ်ခုကို ကျွန်တော်ကဘာသာပြန်ဖော်ပြခြင်းပါလေသင်ခန်းစာယူလိုက်လွန်းလို့ပါဒေါက်တာဂျေဗန်နန်မက်ဂီရဲ့အမှုတော်ဆောင်သင်ယူဆရာဘဝမှာ အမေရိကန်နိုင်ငံလိုချမ်းသာတဲ့နိုင်ငံအနေနဲ့ပေးလူချင်းမျိုးမြောက်များကိုသူခန်းစားခဲ့ရပါလေဒါပေမဲ့သူဟာအလုတ်ဖြစ်ုံအတွက်မော်တော်ကားအပေါ်စားလောက်နဲ့ပဲကျဉ်တ်စွာအမှုဆောင်ခဲ့တယ်မတန်တဆကုန်ကြမဲ့အလှငွေအဟောတိကံဖြစ်မှုမျိုးကိုသူလုံးဝရှောင်ရှားခဲ့ပါလေ အဲဒါပေမဲ့သူ့ရဲ့အရေးကြီးတဲ့အဖန်ဆွေလုပ်ငန်းနဲ့ပတ်သက်တဲ့အခါကျတော့ဖျားသခင်ရဲ့အမှုတော်ဆောင် လုပ်ငန်းမတိမရောက်ဖြစ်မှာကိုလုံးဝမခံနိုင်တဲ့အတွေ့အကောင်းဆုံးဆက်ကရီယာတွေအကောင်းဆုံးတိတ်ခွေတွေအကောင်းဆုံး technical ပစ္စည်းတွေနဲ့သာကုန်ကုန်ခန့်ခန့်မသုံးမဖြစ်အသုံးပြရတယ်ဆိုတဲ့အချက်ကိုသူသက်သေခံခဲ့ပါတယ်ဘလို့အားကြဖို့ကောင်းတယ်လေဒီကနေ့ကျွန်တော်တို့သင်သိရသောတမန်ကျမ်းစာအဖွဲ့ဟာလေဒီအတိုင်းပဲကြိုးစားပါတယ် မိတ်ဆွေတို့စီကိုအဖန်လေးကောင်းကောင်းမှန်မှန်ရောက်ဖို့အရေးမှာလုံးဝအမှားအယွင်းမခံနိုင်ဘူးအဟောင်းအနှုန်းပစ္စည်းတွေကိုမလွှဲမချောင်သာပဲသုံးဆွဲနေရပြီလေရှိတဲ့ငွေကလေးနဲ့အစွန်းကုန်စက်တွေကိုသရရတယ်အကောင်းဆုံးအခွေတွေကိုပဲကျွန်တော်တို့ဝယ်ရတယ်တရားဟောချက်တွေကိုရေးတဲ့နေရာမှာတောင်းမှစုပ်စုပ်နှုတ်နှုတ်ဗလာစာရွက်တွေနဲ့ကောက်ပြီးမရေးဘူးမရေးတိုက်ဘူးလေအသုံးပြုတဲ့စာရွက်တွေကအချောမွေဆုံးစာရွက်နဲ့သာကျွန်တော်အနေနဲ့ပြည့်စုံရေးသားပါတယ်ဒါ ကိုယ့်ရဲ့စိတ်ထဲမှာကဘုရားသခင်အတွက်မဖွဲမရမဖြစ်စေခြင်းမူအကောင်းဆုံးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယတိပြတ်သဘောတာကျွန်တော်ငငယ်တုန်းကစာရေးဆရာကြီးတက်တိုးရဲ့ပြားရည်စွန်းဆိုတဲ့ဝတ္ထုတူကလေးကိုကျွန်တော်ဖတ်သတိရမိပါတယ်ပြားရည်စွန်းများဟာကိုယ်တိုင်ကသာပြားရည်ကိုခတ်နေတယ်နောက်သုံးသူအတွက်ချုံမြင်တဲ့အရာသာကိုပေးနေတယ်ကိုယ်တိုင်ကတော့ချုံမနေဘူးဆိုတဲ့သဘောတရားကိုသူ့ရဲ့ဝတ္ထုကတင်စားဖော်ပြသွားတာကိုအမှတ်ရတော့ကျွန်တော် ဓမ္မအမှုတော်ဆောင်ကိုညီညွတ်ညွတ်နဲ့ဆောင်နေရတဲ့ပုံကိုယ်တွေဟာအဲ့ဒီလိုပြားရည်စွန်းမဖြစ်ရအောင်ဂရုစိုက်ရမယ်ဆိုတဲ့အတွေ့အကြုံပေါ်လာပါတယ်။ဒါကြောင့်အခုရရှိတဲ့သင်ငန်းစာများဟာမိဆွေတို့အတွက်ဝိညာဉ်ခွန်အားရရှိစေသလိုကျွန်တော်ဘက်မှလည်းလက်တွေ့အဖုံးချနိုင်တဲ့သင်ငန်းစာပေါင်းများစွာကိုရရှိနိုင်ပါတယ်လို့ကျွန်တော်ခန့်ယူပါတယ်။မာလခိအနာဂတ်ကျမ်းအခန်းကြီး၃အငယ်၈အဲ့ဒီမှာဘယ်လိုဆိုလဲဆိုရင် လူသည်ဘုရားသခင်ဥစ္စာတော်ကို လူယူရမည်လောသို့တော်လည်းသင်တို့သည်ငါဥစ္စာကိုလူယူကြပြီ အကျွန်ုပ်တို့သည်အဘယ်သို့လူယူပါသနည်းဟု သင်တို့မေးလျေဆယ်ဖို့တဖို့ကို၎င်းပူဇော်တက်ကာကို၎င်းလူယူကြပြီမိတ်ဆွေများခင်ဗျာကျွန်တော်အနေနဲ့ဘုရားသခင်ရဲ့တောင်းဆိုသောအရာများကိုပြေဝအောင်ဖြည့်ဆည်းပေးကြပါလွဲမားစွာအဖုံးပြုခြင်းအဖြစ်လူယူသလိုမဖြစ်ကြပါစေနဲ့လို့အလေးနဲ့တိုက်တွန်းလိုက်ပါရစေ သင်တန်းဟူသည်ဆိုပြီးတော့ဆက်လက်တင်ပြလိုပါတယ်။တွမြောက်ရာကျမ်းအခန်းကြီး28အငယ်6မှ30ထိုရွှေအစရှိသည်တို့နှင့်သင်တန်းကိုထူးဆန်းစွာလှုပ်ရမည်။ပိုင်းကျိုးနှစ်ပင်ရှိ၍သင်တန်းအပေါ်နာခြင်းတွဲမိစေခြင်းဟာတစ်ဖက်တစ်ချက်ကိုဆွဲချုပ်ရမည်။သင်တန်းအပေါ်နား၌ထူးဆန်းသောရင်စည်းကို၎င်းပင်တိုင်းကိုကဲ့သို့ရွှေနှင့်၎င်းပြာသောအထယ်မောင်းသောအထယ်ညီသောအထယ်ပိတ်ချောတို့ကို၎င်းလောက်ရမည် ရှဟန်ကြောင့်နှလုံးကိုယူ၍ဣသရေလအမျိုး32မျိုးကိုအဖက်အကြီးအငယ်အလိုက်ကြောင့်နှလုံးအပေါ်မှာ အမည်နာမ6ခုစီအက္ခရာတင်ရမည်။ဒါအငယ်6ကနေကိုယ့်အကြည့်တွေ့ရတဲ့ကျမ်းစကားပါ။ပေါ်ပြခဲ့တဲ့သင်တန်းဟာပိုင်းကျိုးနှစ်ပင်နဲ့တွေ့ရတဲ့သင်တန်းနှစ်ခု။ပခုံးပေါ်မှာတင်ပြီးတော့ယင်ပတ်မှာတော့ယင်စည်းနဲ့တွေ့ရမယ်တဲ့။သင်တန်းပခုံးပေါ်မှာရှဟန်ကြောင့်တစ်ဖက်တစ်လုံးစီတင်ထားရမယ်။အဲ့ဒီကြောင့်နှလုံးပေါင်းရင် ဣသရေလအမျိုး12မျိုးရဲ့နာမည်တွေကိုတစ်ဖက်6မျိုးစီရေးထားရပါမယ်တဲ့တနည်းဆိုရင်ယေဘရဟိမင်းဟာဖျားသခင်စီကို လူမျိုးတော်အလုံးကိုပခုံးပေါ်မှာတင်ပြီးခေါ်ဆောင်လာရမယ်ဆိုတဲ့အတိတ်ပဲပဲဖြစ်ပါလေမင်းတကာတို့ဤနေပရောဟိတ်တို့ဤအချုပ်အချာဖြစ်တဲ့ခရစ်တော်ဟာကျွန်တော်အပြစ်သားအလုံးကိုပခုံးပေါ်မှာတင်ပြီးတော့ဖျားသခင်စီကိုတည်ဆောင်သွားနိုင်ပါလေခေါ်အားဗလာနဲ့ပြည့်စုံပါလေဆိုတာကို ဒီသင်တန်းအဖြစ်ကျွန်တော်တို့သတိရကြဖို့ဘုရားသခင်သတိပေးပါတယ်။ဟေဘရဲဩဝါဒစာအခန်းကြီး9အငယ်25မှာထို့ကြောင့်အကျဉ်သူတို့သည်ယေရှုအဖြစ်ဘုရားသခင်အထံတော်သို့ချင်းကြ၏။ထိုသူတို့၏အမှုကိုကိုယ်တော်သည်စောင့်ရက်ကာလအစဉ်အသက်ရှင်သောကြောင့်သူတို့ကိုအစဉ်ကယ်တင်ခြင်းမှာတတ်နိုင်တော်မူ၏။အဲ့ဒီလိုခရစ်တော်ရဲ့ကယ်တင်နိုင်စွန်းဂုဏ်သတိကိုပေါ်ပြထားပါတယ်။တားရင်မကသေးပါဘူး။ရှင်လုကာခရစ်ဝင်ခန်းကြီး15 အငယ်၄နဲ့၅မှာဖတ်ကြည့်ရေပျောက်သောသိုးကလေးတကောင်အတွက်မတွေ့မချင်းရှာဖွေပြီးတော့ပခုံးပေါ်မှာတင်းပြီးပြန်လဲခေါ်ဆောင်လာရတဲ့သိုးရင်းကြီးအဖြစ်ခရစ်တော်ကိုတွေ့မြင်နိုင်ပါလိမ့်မယ်ဒီတော့ဒီသင်တိုင်းအကြောင်းကိုတွေးလိုက်တိုင်းပခုံးပေါ်မှာအပြစ်သားကျွန်တော်တို့ကိုခံပိုးပြီးတော့ဘုရားသခင်ရှေ့တော်မှောက်ကိုပို့ဆောင်ပေးနိုင်တဲ့သခင်ခရစ်တော်ရဲ့မြစ်တာတော်ကိုတွေ့မြင်ရသလိုသခင်ခရစ်တော်ရဲ့ချီးပိုးထားတဲ့ပခုံးပေါ်ကနေအငြိမ်မနေခြင်းပဲထက်ပြေးခြင်းတတ်တဲ့ အပြစ်သားကျွန်တော်ရဲ့အကြောင်းများကိုလေပြန်လဲအောင်းမေ့နိုင်ကြပါစေလို့လို့ဆိုလိုက်ပါရစေ။ရင်ပုံးဆိုတဲ့အချက်ကိုဆက်ကြည့်ကြစို့။ခမရောက်ရချမ်းအခန်းကြီး28အငယ်15မှ16။ရွှေနှင့်၎င်းပြာသောအထည်မောင်းသောအထည်ညီသောအထည်ပိတ်ချောနှင့်၎င်းတင်တိုင်းကိုလှုပ်သည့်ဤသူရာတဲ့ရင်ပုံးကိုထူးဆန်းစွာလှုပ်ရမည်။နှစ်ချက်ခောက်လျက်အလျားတထွားအနံတထွားစတုရန်၄တောင့်ဖြစ်ရမည်။ ယင်ပုံးဆိုလို့အတွင်းကယင်ပုံးရှင့်မီကိုပြောတာမဟုတ်ဘူး vest လို့ခေါ်တဲ့ကိုယုံအလှော်ဖြစ်တယ်တခြားအဖို့အစားရဲ့အပေါ်ကမှထပ်ပြီးတော့ယင်ပုံးအင်ဂျီကိုခြုံသွားရမှာဖြစ်ပါတယ်ပါကိုဖုံးတယ်လေယင်ဘက်ပိုင်းကိုဖုံးတာပေါ့နှလုံးသားပိုင်းကိုဖုံးတယ်လူတယောက်အနေနဲ့တွေ့ကြည့်နှလုံးသားပိုင်းကိုဖုံးတယ်ဆိုတာလူသားဟာအပြစ်သားဒါကြောင့်မို့အပြစ်ကိုဖုံးသွန်းကြီးတနည်းအားဖြင့်ဖြောင့်မတ်ခြင်းတရားဆိုတဲ့ကိုယုံအဖို့ပဲခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းတရားဟာ အပြစ်သားကျွန်တော်ရဲ့စိတ်နှလုံးကိုအပြစ်မှလွတ်ကင်းအောင်ကာကွယ်ပေးထားတယ်။ဒီနည်းငယ်သာကျွန်တော်တို့ဟာဘုရားသခင်ရှေ့တော်ကိုဝင်ရောက်ခွင့်ရှိတယ်။ဝင်ရောက်နိုင်တယ်ဆိုတာကိုအလေးနဲ့ဒီနေရာမှာသဘောပေါက်ဖို့လိုပါတယ်။အငယ်16မှ27အကြည့်။သောရင်ပုံး၌ကြောက်မြက်ကိုလေးရန်စီရမည်။ပထမအတန်းကကြောက်နီဥဒ္ဓဖျားပရမယာဒုတိယအတန်းကမြနီလာစိန်တတိယအတန်းကပွာကိန်တုမဟုယာဂောမိတ် ်သရုတ်ထအတန်ကမြဲ့ရွယ်ကြောင်းငကသွဲ့ဖြစ်၍အသီးသီးတို့ကိုရွှေအိုး၌စီရမည်ဣသရေလအမျိုး၁၂မျိုးရှိသည့်အတိုင်းဒစိပေါ်မှာအခေယတင်တဲ့ကဲ့သို့ထိုကြောက်တို့၌ထို၁၂ပါးသောနမီအသီးသီးတို့ကိုတင်လျက်ကြောက်တလုံးရင်နမီတပါးစီပါရမည်အခုကြားခဲ့ရတာဟာဣသရေလလူမျိုး၁၂မျိုးကိုကြောက်၁၂မျိုးနဲ့တင်စားဖော်ပြထားတာပဲရာထိတ်ကျမ်းအရာခရစ်တော်ကောင်းငင်နိုင်ငံတော်ကိုမြေပေါ်မှာတည်နေအချိန် ယေရုရှလင်မြို့တော်သည်ဟာအဲ့ဒီကြောက်တွေနဲ့အရင်အမြစ်တီးပြီးမြို့တော်ကို တီဆောက်မယ်လို့ဂရိကျမ်းမှာကျွန်တော်လေ့လာနိုင်ပါတယ်။ရွေးကောက်တဲ့လူမျိုးတော်နဲ့ပြုံပြတဲ့ဓမ္မသမိုင်းကြောင်းမှာအရေးပါအရာရောက်တဲ့ကြောက်မြက်ယရနာ၁၂မျိုးလို့လဲကျွန်တော်တို့တစ်ဖက်ကဆိုးနိုင်ပါတယ်။ဖန်ဆင်းတော်မူတဲ့ဒီကဘာပေါ်မှာမတူညီတဲ့အယောင်အသွေးမျိုးစုံကြောက်မြက်တွေဟာအလွန်ပေါ်ကျွေဝနေပါတယ်။ကျွန်တော်တို့တချို့ကြောက်မြက်ယရနာတွေဟာကြားတော့မကြဘူးပါဘူး။ သောညစ်တဲ့အပြစ်တရားများနဲ့ကင်းစင်တဲ့အခါကောင်းကင်နိုင်ငံတော်မြေကြီးပေါ်မှာကြည်မဲ့အချင်းဘလောက်အထိအယောင်အသွေးမျိုးအစုံအလင်နဲ့အပြစ်ကင်းစင်စွာဒီကဘာသစ်ဟာတောက်ပနေမလဲဆိုတာကိုကျွန်တော်တို့သတိရဖို့သင်လာပါတယ်ဂျေဘရောဟိတ်မင်းဟာဣသရေလ12မျိုးကိုယင်ပုံးမှာကြောက်မြက်များအဖြစ်စင်မြန်းတယ်လို့ခရစ်တော်ရဲ့နှလုံးသားဟာကြောက်မြက်များနဲ့တူတဲ့လူမျိုးအလုံးကိုမျက်နှိုးစွာဆောင်ယူသွားမှဖြစ်တဲ့အကြောင်း ပြင်ပြပါရစေ။ဥရိန်နဲ့သူမေဆိုတဲ့ထူးဆန်းတဲ့နာမည်ဒီအကြောင်းဒီနေရာမှာပေါ်ပေါက်လာပါလေ။ဖွမြောက်ရာချမ်းအခန်းကြီး28အငယ်30ဗျာဒိတ်ရင်ပုံးအထဲ၌ဥရိန်နဲ့သူမိန်ကိုထည့်သွင်းထားရမည်။အာယုံဒီထာဝရဘုရားရှိတော်သို့ဝင်သောအခါမိမိနှလုံးပေါ်မှာဥရိန်နဲ့သူမိန်ပါသည်ဖြစ်၍ဣသရေလအမျိုးသားတို့အမှု၌စီရင်တော်မူချက်ကိုထာဝရဘုရားရှိ မိမိနှလုံးပေါ်မှာဆောက်ရမည်ဥရိန်နဲ့သူမိန်တဲ့ဒါပါလေကျွန်တော်တော့အသေးစိတ်ရှင်းမပြနိုင်ဘူး Lawrence O Richards ရဲ့အပိဒံအရာကတော့ကြောက်နှမျိုးပဲဖြစ်ပါတယ်ဖျားသခင်ရဲ့အဆုံးအဖြတ်ကိုသူတို့ကနေတဆင့်ပြန်ကြားတာကိုမြင်ရတဲ့ကြောက်ညက်နှမျိုးလို့ဆိုပါတယ်တကိုးရှိတဲ့ကြောက်တည်းပေါ့အဲအဲ့ဒီအချက်ပေါ်မှာမူတည်ပြီးတော့ဥရိန်နဲ့သူမိန်အတုတွေလှုပ်ပြီးတော့စီးပွားဖြစ်နေတဲ့ဘေရဝိဇာဆရာညာရီ ကဘာမှာမှုလို့ပေါက်နေတယ်။တချို့ကြတော့လေဥရိညက်သူ့မိန်မလိုဘူး။တိုက်ရိုက်ဖျားသခင်နဲ့ငါအားဖြင့်ဆက်သွယ်နိုင်တယ်ဆိုပြီးတော့သင်နဲ့မောင်းနဲ့တစ်သေးဖြစ်နေတာတွေလည်းရှိတယ်။တခါတလေနာမတော်ကိုသုံးပြီးတော့တောင်းမှခက်တီတီပဲကိုအားလူစန်းဒီအားလူစန်းနဲ့တောင်းပြီးတော့ပိုက်ဆံတွေကိုတောင်းနေအဲ့မှာယုံတဲ့လူကလည်းပုံပေးပြီးတော့နောက်ဆုံးရှိသမျှပြုတ်ပြီးတော့ဘာမှဖြစ်မလာတာတွေကိုလည်းကြားနေရပါလေ။ကဲတင်ရှင်ဟာအခုချိန်မှာကျွန်တော်အားလုံးကိုနှုတ်ကပတ်တော်ချထားပေးပါပြီ။ ။ဖန်ရှင်သောဝိညာဉ်တော်ဟာလည်းကျွန်တော်နားမှာရှိနေပါပြီ။ဒါကြောင့်မတော်တရားအယူသီးမှု စိတ်တွေမမွေးပါနဲ့။ထာဝရဘုရားသခင်ကို နောင်တစိတ်နဲ့တိုးဝင်ခြင်းကားရပြီးတော့ကိုယ်တိုင်ဆုတောင်းအသနာခံကြည့်ပါ။အလိုတော်ကိုရှာဖွေကြည့်ပါ။ကြားပွဲစားလူလီလူညာတွေကိုတော့ပြီးတော့အာမကိုပါနဲ့လို့တိုက်တွန်းပြရစီဝတ်လုံဤအနာများဆိုပြီးတော့ထပ်မံတင်ပြရမယ်ဆိုရင်တော့ဖမျောက်ရာကျန်အခန်းကြီး28အငယ်33နှင့်34 ရာသောအထယ်မောင်းသောအထယ်ဤသောအထယ်နှင့်လှုပ်သောကလဲသီးများကို၎င်းရွှေဆဲလဲများကို၎င်းဝတ်လုံအောင်နာပတ်လေ၌ကလဲသီးတလုံးရွှေဆဲလဲတလုံးစီချားလျက်အစဉ်အတိုင်းဆွဲထားရမည်ဒီလိုပေါ်ပြလို့တကယ်အဖီးကြီးတွေကိုဆွဲထားဖို့မဟုတ်ဘူးတပ်ပစွာမုံမှန်ထားတဲ့အဖီးများရဲ့အဖန်ချိုလွင်တဲ့ဆွဲလဲများရဲ့ကိုဝတ်ယုံအောင်နာမှာတီထားဖို့ဖြစ်ပါတယ်အောင်မြင်တဲ့သီးပွင့်ခြင်းနဲ့ အဖန်လွင်တဲ့တက်သည့်ခံခြင်းတို့ဟာအတူရှင်တွဲတည်နေရမယ်လို့ဒီနေရာမှာတက်သည့်ထင်ရှားစေပါတယ်။ဝိညာဉ်ပဂရိရဲ့အသီးပွင့်တွေဟာဝိညာဉ်ရဲ့အကျိုးအကျေးဇူးများအဖြစ်ချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနှူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေရီဆိုပြီးတော့ဂလာတိဩဝါဒစာအခန်းကြီး9အငယ်22မှာဖော်ပြထားတယ်လို့ပေါ့။ဘုရားသခင်ရဲ့အမှုတော်ကို ဝမရှိဘဲဝိလုပြီးတော့ထမ်းဆောင်နေတာတွေရှိသလိုဝရှိရနဲ့ဝိမလုပဲဘေးထိုင်ပူပျော်ဖြစ်နေတာတွေလည်းအများကြီးတွေ့ရပါတယ်။ဝိညာဉ်ခေါ်အားများလည်းမွေးမြူကြပါအမှုတော်ကိုလည်းထမ်းဆောင်ကြပါလို့ပရိသတ်အပေါင်းကိုအကြံပြုတိုက်တွန်းပေးရစီအငယ်35အာယုန်သည်အမှုတော်ကိုဆောင်၍တန်ရှင်းရာအယတ်ဌာနတော်ထဲမှာထာဝရဘုရားရှိတော်၌ဖွဲ့ဝင်သောအခါသေပင်နှင့်ကင်းလွတ်မြည်အကြောင်းထိုဝတ်လုံကိုဝတ်၍ သူ၏အဖန်ကိုကြားရမည်။ဖန်ရှင်ရာဌာနတော်နှင့်ထာဝရဘုရားကျင်းဝတ်တော်မူရာ ပလင်တော်ဟာပြည့်ညတ်တော်နှင့်ဥပရိရှုတော်ကနေကြည်လိုက်ရင်မထိုက်မတန်အလုံမခံတဲ့နေရာအလွန်ကြောက်မဲ့ဖွယ်ကောင်းတဲ့အရက်အမှားရင်းအတိန်ဆောင်မခံတဲ့ဒေဝဆိုတာဟာထင်ရှားနေပြီ။ပတ်မှတ်ထားတဲ့ဝတ်ယုံမပရင်သေတံအထိကြံ့ဆိုင်ရဆိုပဲ။အငယ်36မှ38အထိမှအခုလိုဆက်ပြီးတော့တွေ့ရပါတယ်။ရွှေစင်သင်းချစ်ကိုလည်းလှုပ်၍ ။တစိမ့်ပေါ်မှာအခေယာတင်စကဲသူထာဝရဖျားအားသန့်ရှင်းခြင်းဟုအခေယာတင်၍ပြာသောကျိုးနှင့်ပေါင်းရှိ၌ချီထားရမည်။အာယုံသည်ထိုသင်းချစ်ကိုနှဖူး၌ဆင်သဖြင့်ဣသရေလအမျိုးသားတို့၏သန့်ရှင်းသောအလှူဒါနနှင့်ဆိုင်၍သန့်ရှင်းစေသမျှသောအရာတို့၌ပါသောအပြစ်ကိုဆောင်ရမည်။သူတို့ဒီထာဝရဘုရား၏စိတ်တော်နှင့်တွေ့ခြင်းကအာယုံဤနဖူး၌အစဉ်အဆင်ရမည်။တဲတော်သို့မဟုတ်တန်ရှင်းရာဌာနတော်မှာ ဂျစ်ဘရောဟိတ်အဖြစ်တာဝန်ထမ်းဆောင်ရမယ်လူသားအတွက်အဆောက်အအုံတွေဟာတခြားလူတွေနဲ့အကြီးအကျယ်ကွာခြားနေပြီတီးဗန်ဖြစ်နေပြီဒီလိုအစင်းကစားတွေမပါဘဲနဲ့လေထာဝရဘုရားရှိတော်ဖောက်ကိုကြွားပြီးတော့ဝင်လိုက်ထွက်လိုက်မလုပ်ပါဘူးအလွန်အပြစ်ကြီးတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့နားလည်ခဲ့ရပြီဂျစ်ဘရောဟိတ်အပေါင်းတို့ရဲ့အချုပ်အခြာဖြစ်သူကျွန်တော်တို့လူဆိုတဲ့ကပ္ပဤရှိသတ္တဝါတွေအတွက်အသက်ကိုပေးပြီးတော့အမှုတော်ကိုဆောင်ရွက်ပေးခဲ့တဲ့ကယ်တင်ရှင်သခင်ခရစ်တော်ဟာဖြစ် ဖော်ပြခဲ့တဲ့ယေပရောဟိတ်ဝတ်ယုံတင်တိုင်းယင်ပုံးနဲ့တကွစီချေထားတဲ့ယရနာတွေဆွဲလဲတွေတလဲသီးတွေကဖော်ပြနေတဲ့ဝိညာဉ်ရေးအလက်အတိတ်ပဲအလုံးစုံနဲ့ကြွယ်ဝပြည့်စုံတဲ့သခင်ဖြစ်ပါတယ်။သူ့ရဲ့အပြစ်ကင်းစင်မှုတန်ရှင်းမြင့်မြတ်မှုနဲ့တကွဖြူစင်သောနှလုံးသားတို့ဟာလူကဘာနဲ့ဘာဆိုဘာမှမဆိုင်သလိုရှိရပါတယ်။အဲ့ဒီကက်တေရှင်သခင်ဟာကျွန်တော်တို့လူသူနဲ့လုံးဝဆန့်ကျင်ဖြစ်တဲ့အပြစ်လောကသားတွေအတွက် ညီဘော်ကိုကြွဆင်းအသေးခံခြင်းကိုခံခဲ့ပါတယ်။ဒီလိုသူ့ရဲ့ပေးဆက်ခြင်းဟာတရားသခင်ရှေ့တော်ကိုကျွန်တော်ဝင်နိုင်ဖို့နဲ့ခါဝရအသက်လမ်းဘော်ကိုရောက်ရှိစေနိုင်ဖို့ပဲဖြစ်ပါတယ်။အခုအချိန်မှာတော့သူဟာကောင်းကင်ဘုံမှာထာဝရဘုရားသခင်ရဲ့လက်ရာတော်ဘက်မှာစိုးစံနေပြီဆိုတာကိုကျွန်တော်နားလည်ထားဖို့လိုပါတယ်။ကျွန်တော်နဲ့အတူမခွဲမခွာတည်ရှိနေတဲ့သင်ရှင်းသောဝိညာဉ်တော်အားဖြင့်သခင်ခရစ်တော်နဲ့၎င်းအဖဖခင်နဲ့၎င်းကျွန်တော်ရဲ့ဘဝအသက်တာတွေဟာ တလုံးတဝရဲထိတွေ့နေရတယ်။လောကရန်ကိုကြော်ဖြတ်မြင့်မြတ်တဲ့ကောင်းငင်ဘုံကိုဥတီလျှောက်လှမ်းခွင့်ရရှိနေပြီဖြစ်တယ်လို့ကျွန်တော်တို့အလေးနဲ့ခံယူကြပါစို့။ဖျောမြောက်ရချမ်းအခန်းကြီး28အငယ်39မှ43ပိတ်ချောအင်းကြီးကိုလည်းလှုပ်၍ချဲလဲရမည်။ဘောင်းကိုလည်းပိတ်ချောနှင့်လှုပ်ရမည်။ကပန်းကိုလည်းချဲလဲသောအလုပ်နှင့်ပြီးစေရမည်။အာယုံဤသားတို့ဘုံအစရေကိုခင်ပေါ်စေခြင်းဟာ အင်ဂျီကာဗန်အုတ်ထုတ်များကိုလုတ်ပေးရမည်ထို့သောသိအကိုအာယုံနှင့်သူ၏သားတို့ကိုဝတ်ဆင်စေပြီးမှသူတို့သည်ငါရှိမှယေပရောဟိတ်အမှုကိုဆောင်ရွက်မည်အကြောင်းသူတို့ကိုစီနှင့်လိမ့်သဖြင့်အရာ၌ခံထား၍တန်ရှင်းစေရမည်သူတို့၌ရှက်เสียအကြောင်းမထင်မပေါ်စေခြင်းဟာခါမှပေါင်သို့အထိပိတ်ပေါင်းပြီးကိုချုပ်၍ပေးရမည်အာယုံနှင့်သူ၏သားတို့သည်ပရိသတ်စည်းဝေးရာတဲတော်တဲသို့ဝင်တော်၎င်း တန်ရှင်းရာအယထာန၌ရစ်ပလင်အနာသို့ရှင်းကပ်တော်၎င်းအပြည့်ရောက်၍မသေးစေခြင်းကထိုတို့ဝေးရမည်အာယုံမဆာ၍သူ၏အမျိုးအစဉ်အဆက်တို့သည်စောင့်ရသောပရိညင်ဖြစ်သည်ပြည့်ညတ်တော်ဖြစ်သည် flash လို့ခေါ်တဲ့လူသားရဲ့ဇာတိအသွေးအသားကိုဘုရားသခင်လက်မခံဘူးဆိုတာဒီနေရာမှာထင်ရှားနေပြီမဟုတ်ဘူးလားဒါတွေအကုန်လုံးဟာကျွန်တော်ရဲ့ဇာတိပဂရိဖြစ်ပြီးအပြည့်နဲ့ဆိုင်တဲ့ကိုယ်ခန္ဓာကို သူ့ရှေ့မှောက်မှာမပေါ်လွင်စေခြင်းဘူးဆိုတဲ့ဘုရားသခင်ရဲ့သဘောတရားကိုပုံမူပြီးတော့မြင်စေပါတယ်။ဒါကြောင့်လဲဒီကနေ့ထမင်းအကျမ်းမှာတဲတော်ရဲ့အမှုတော်ကိုထမ်းဆောင်ရမယ့်လူသားတွေအတွက်လိုအပ်တဲ့ဝိညာဉ်ရေးဆိုင်ရာအဝတ်အစားတွေကိုဘုရားသခင်ခေါ်ပြနေတာဖြစ်ပါတယ်။ဒီအဝတ်အစားတွေဟာလဲအလုံးအဖို့ထိုက်တန်ပြီးတော့လှပတဲ့အဝတ်အစားတွေဖြစ်တယ်လို့အလုံးလေးနက်တဲ့ဓမ္မသဘောတရားများကိုလဲခေါ်ပြနေကြအောင်ကျွန်တော်ဒီနေရာမှာသိစေချင်ပါတယ်။ ိုတော်တိုင်အမိန့်ချမှတ်စီကံသတ်နေတာဟာမောရှိခေဥပရိသတွေတဲကအစိတ်ပိုင်းတစ်ခုပဲဆိုတာကိုကျွန်တော်တို့ခံယူထားကြရပါမယ်။ပြညတ်တော်ဟူသည်အတင်းဆောင်မခံဆိုတဲ့အချက်ဒီနေရာမှာပေါ်လွင်နေပြီမဟုတ်ဘူးလား။ဘာပဲဖြစ်ဖြစ်အဲ့ဒီလိုတင်းကျပ်တဲ့စီကံကလနာတွေတဲမှာမှကယ်တင်ခြင်းကိုပေးပိုင်တော်မူသောသခင်ခရစ်တော်ရဲ့အရေးအယောင်များလေ။ကယ်တင်ရှင်ရဲ့လူသားတို့အတွက်မမေ့နိုင်စရာအသက်တာဆောင်ရွက်တော်မူချက်တွေဟာအစဉ်တစိုက်ပေါ်လွင်ထင်ရှားနေတယ်ဆိုတာသင်ငန်းစာယူဖို့လိုပါတယ်။ ဒါကြောင့်ဒီကနေ့ရယူအပ်တဲ့သင်ခန်းစာတွေအားဖြင့်ဘုရားသခင်ရဲ့တန်ရှင်းရာဌာနတော်ဆိုတာကိုမတိတိပြုရမယ့်အရမျိုးမဟုတ်ကြောင်းခိနာလဲရမယ်။အပြည့်နဲ့ပြည့်ဝနေတဲ့နှလုံးသားတွေကိုမစေးမကြောမဖန့်ရှင်းပဲနဲ့အရေးစွန်ပြီးဘုရားသခင်ရှေ့ကိုဝင်လို့မရနိုင်ဘူး။ရှေးကာလအချိန်ပြည့်ညတ်တရားသွန်းမိုးတဲ့တဲတော်မှာဆိုရင်သက်ဆိုင်ရာယေပရောဟိတ်ကိုတိုင်ဟာတောင်မှဘုရားသခင်သတ်မှတ်တဲ့စီကံကလနာတွေနဲ့ညီညွတ်အောင်ဝတ်စားဆင်ရတယ်။ သေပြစ်တံကိုတောင်စီရင်ချမှတ်ထားတဲ့ဌာနတော်ဖြစ်တယ်။မျက်မှောက်ခေအချိန်ကာလမှာတော့ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ကိုးစားကံမေတ္တာများကြောင့်ထာဝရအသက်လမ်းနဲ့ထာဝရဘုရားသခင်ကိုကူးညော်ဖို့ရန်အခင်ခရစ်တော်ရဲ့လက်တော်ကိုမြဲမြံစွာတွဲခိုပြီးတဲ့နောက်အစဉ်သဖြင့်သခင်နှင့်လျှောက်သွားရတဲ့အခွင့်အရေးကြီးတည်ရှိနေပြီဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာထွမြတ်ဝါကျမ်းခန်းကြီး29နဲ့ထွမြတ်ဝါကျမ်းခန်းကြီး30 အခန်းငယ်၁ကနေအခန်းငယ်၁၁အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။